က်သလစ်တာရနာအတွက်ဝန်ထဲပေါ်ရာသတင်းတစ်ခုကိုဖတ်ကြားတွင်ပြပါရှင်။ကက်သလစ်တာရနာခေါင်းဆောင်ဖြစ်တဲ့ပိုယမ်မဂျီဖရန်စစ်ဟာဒီကနေ့ AB 21ရက်နေ့မနက်9:35မိနစ်မှာကွယ်လွန်သွားခဲ့တယ်လို့ဗာတီကန်နန်တော်ကထုတ်ပြန်လာခဲ့ပါတယ်။အဆုံးနဲ့ပတ်သက်တဲ့ကျမ်းမာရေးအခြေအနေကိုထိခိုက်ခံစားခဲ့ရတဲ့ပိုယမ်မဂျီဟာတလအခွဲနီးပါးစေကူတမှုခံယူပြီးတဲ့နောက်မှာယောဂတက်တာလာခဲ့ပြီးယောမမျိုးဗာတီကန်နန်တော်မှာအနာယူနေချိန်မှာပဲကွယ်လွန်သွားခဲ့တာပဲဖြစ်ပါတယ်။ အသက်88နှစ်အရွယ်ပိုဟန်မင်းကြီးဟာအာဂျင်တီးနားနိုင်ငံကဖြစ်ပြီးတောင်ကမ္ဘာချမ်းနဲ့အမေရိကတိုက်တွေကနေတင်မြောက်ခံရတဲ့ပထမဆုံးပိုဟန်မင်းကြီးလည်းဖြစ်ပါတယ်။2013ခုနှစ်မှာ266ရောက်မြောက်ပိုဟန်မင်းကြီးဖြစ်လာခဲ့ပြီးစနေနေ့ကျကက်သလစ်တရဏာအတွက်တရဏာတာဝန်တွေကိုထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ကက်သလစ်ဘုန်းတော်ကြီးအဖွဲ့အစည်းမှာဘုန်းတော်ကြီး252ပါးရှိပြီး138ဦးဟာပိုယဟမင်းကြီးရွေးချယ်ရာမှာမဲပေးနိုင်ကြသူတွေဖြစ်ပါတယ်။ ပိုယန်မင်းကြီးဖရန်စီရဲ့နေရာကိုဆက်ခံနိုင်တဲ့အနာဂတ်ပိုယန်မင်းကြီးကတော့12ဦးရှိနေပြီးအဲ့ဒီ12ဦးထဲမှာညမပြည်ကဘုန်းတော်ကြီးကာရီနေချားမောင်ကိုလည်းပါဝင်နေပါရဲ့ရှင်ကျမနွယ်နွယ်ပါ